အမမားကတော့အဲ့လိုလေးကပို့ပြီးတော့တည်သက်သက်ရှိတာပေါ့လေဒီနေ့တကားဟိုပေါ့အချိန်ပေးတာပေါ့ဗျာဒီနေ့တကားရေလို့တော့မဟုတ်ဘူးပေါ့နော်ကိုကိုဖန်တီးမဲ့ကိုတင်ဆက်မဲ့အဲဖန်တီးမှုအမှုပညာဖြောပြတင်ဆက်မှုတစ်ခုပေါ်မှာကိုယူရမဲ့တာဝန်အပိုင်းကဏ္ဍကိုတည်တည်သက်သက်လေးဖြစ်အောင်အချိန်ပေးဖို့လိုတာပေါ့လေအဲ့လိုအချိန်ပေးနိုင်ပြီးတော့ပြင်ဆင်နိုင်တဲ့အတွက်လည်းဟိုရက်လက်ကောင်းနေထွက်တာပေါ့လေကေကေအဲ့လိုလေးသွားတာသဘောကျပါတယ်နီနိုရီ ကဲကဲကလည်းဒီမှာတကယ်ကိုသူသူ့ရဲ့အဲဒီ character ပေါ်မှာဟိုတကယ်ကိုတစ္ဆာရှိရှိနဲ့အလွတ်လွတ်သွားရလို့မြင်ပါတယ်အဲသူဟိုကိကစ်ဆိုတာပျောက်သွားတယ်ပေါ့လေဒါပင်မန်းတာတော့ကျွန်တော်တို့ကြည်နေတဲ့လူပေါ်မှာပါတက်ရောက်မှုရှိတယ်လေအဲလိုသူပထမအေးဟိုဝိညာဉ်တွေပူကတ်တဲ့အစင်းနေဆိုရင်ဒါတော်တော်ပင်မန်းမန်းနဲ့အာတည်ဆောက်ထားတဲ့ဆိုတာကြီးကကြည်နေတဲ့လူတွေမြင်တဲ့အထိခံစားမှုရတယ်လေ အဓိကတော့ကျွန်တော်တို့ဟိုဇလန်းအမျိုးအစားကျွန်တော်တို့တွေ့နေကြမြင်နေကြကျွန်တော်တို့ဟိုဘယ်လိုပြောမလဲပရိသတ်တွေနဲ့ laboratory ဖြစ်တဲ့ဇလန်းမျိုးစားတော့မဟုတ်ဘူးအဲ့တော့ကြည့်ရတာဟိုခန်းစားမှုအစ်စ်ရာသတမျိုးရတယ်ပေါ့လေအဲ့တော့ပရိသတ်တွေလည်းသူတို့ကြာခန်းစားမှုတစ်ခုဖြစ်မှာပါသူ့ကိုလင်းကိုအိမ်မထဲမှာပြေးဖို့လေဒီငုံကဝိညာဉ်နဲ့တဲရီမွေးပြီးတော့ခန်းစားနေရတယ်နော် ဒါပင်မန်းတာတော့ကျွန်တော်တို့ကြည်နေတဲ့လူအပေါ်မှာပါတက်ရောက်မှုရှိတယ်လေအဲ့လိုသူပထမအေးဟိုဝိညာဉ်တွေပုတ်ကတ်တဲ့အစင်းနေဆိုရင်ဒါတော်တော်ပင်မန်းမန်းနဲ့အာတည်ဆောက်ထားတဲ့ဆိုတာကြီးကကြည်နေတဲ့လူတွေရင်ထဲအထိခံစားမှုရတယ်လေအဲ့တော့ဒါလေးကတော်တော်လေးသူတို့ပြင်ဆင်ထားမှန်းလဲသိကြတယ်စ조사ထားမှန်းလဲပေါ်လွင်ပါတယ်ခင်ဗျอืมကြီးကတော့ဟိုတကားလုံးကတော့ ဒါသူတို့အนุစိတ်လေးတွေတော့တေချာလေးဖန်တီးထားတာကျွန်တော်တွေ့ရတယ်ပေါ့လေတော့တကားလုံးနဲ့ခြုံကိုပြောရင်တော့တကားလုံးကတော့တေချာလေးပြင်ဆင်ထားတယ်အဲတကွက်ချင်းစီပြောဖို့ကတော့ဟိုခက်တယ်ပေါ့လေအားလုံးက overall ကအားလုံးဟိုတေသက်သက်လေးလောက်ထားတဲ့အတွက်ကြောင့်ဒါအားလုံးကောင်းပါလိမ့်မယ်ဟုတ်ကိုထက်ကတော့ကျွန်တော်တို့နဲ့မုံဆွဲมาတဲ့ကိုကဟိုသူ့ရဲ့ဒီဟိုအယုတ်လေးတွေကတကယ်ကိုခံစားမှု တိုင်းခံစားမှုတိုင်းစိတ်နိုင်စိတ်နိုင်အတွက်ပရိသတ်အတွက်ဟိုခံစားမှုတစ်ခုအမြဲတမ်းပေးတဲ့ဟိုရိုက်ချက်တွေပဲလေအဲ့တော့ဒီကားမှာလည်းဒီနှက်ဝင်တဲ့ဆိုရဲ character တွေ environment အနေနဲ့အနည်းဆုံးဖြစ်အောင်သူဖန်တီးထားရဆိုတော့ဒါသူ့အတွက်လည်းကျွန်တော်ချီးကျူးပါတယ်ခင်ဗျ ဲဘုံကျွန်တော်တို့ကြည်နေကြမြင်နေကြဇက်အလံအမျိုးအစားမဟုတ်တာတခုရဲနဲ့နေပြိဿအတွက်ဆွဲဆောင်မှုတခုဖြစ်နေပြီပေါ့လေကျွန်တော်တို့ကကြည်နေကြလေပဲကြည်ရတာများနေရအောင်နော်လောလောလတ်လတ်ကဆိုတော့ဒီကားထဲမှာမှအဲ့လိုမျိုးဖောက်ထွက်လာတဲ့အဲကားတကားလိုမျိုးပေါ့လေအဲ့လိုမျိုးဆိုတော့ဒီကားလည်းအောင်မြင်ပါပါခင်ဗျာ။မျက်ဝင်တယ်ဆိုတာကျွန်တော်လည်းဒီကားကြည့်မှပဲသိတာလေ။ကျွန်တော်တို့အပြင်မှာလည်းရင်းနှီးမှုထိတွေ့မှုဟိုဟာနီးစပ်မှုမရှိဘူးပေါ့လေ။အဲ့ဒီ character နဲ့ပေါ့နော်။ ိန်းကိုအိမ်မက်ထဲမှာပြေးပူတယ်။ဒီမောင်ကဝိညာဉ်နဲ့တဲရီမွေးပြီးတော့ခိုင်းစားနေရတယ်နော်။အဲ့တော့ဒီကားကြီးမှာပဲကျွန်တော်တို့ on net ဝင်တယ်ဆိုတာဒါလားဆိုတာမျိုးကို ကျွန်တော်တို့ကနီးနီးဆက်ဆက်ကြည့်တွေ့သွားရဲဆိုတော့လေအဲဘာဒီဟိုသူတို့ရဲ့အဲဘယ်လိုခေါ်မလဲ characteristic အသေးစိတ်ကိုတော့ကျွန်တော်တို့အပြင်နဲ့အထင်းနဲ့တော့ကျွန်တော် compare လုပ်လို့တော့မရဘူးပေါ့လေဒီကတော့တေးဥဆောင်ဆိုတာတော့ကျွန်တော်တို့ကပေးလာတဲ့ character ပေါ်မှာတာဝန်ကျေဖို့လိုတာပါပဲအ ဟိုနွနွရွာလေးတွေဖြစ်တဲ့ဇက်ဆိုတော့လေနွနွရွာလေးပေါ့လေ ကျန်ကျန်နဲ့လေးဖြစ်တဲ့ဇက်ဆိုလဲကျန်ကျန်နဲ့လေးပေါ့အဲ့ဒါမှတိဥဆောင်ပီတာတာဘူးအဲ့တော့ KK ကလည်းဒီမှာတကယ်ကိုသူသူ့ရဲ့အဲဒီ character ပေါ်မှာဟိုတကယ်ကိုတစ္ဆာရှိရှိနဲ့အလွတ်လွတ်ဝါးလို့မြင်ပါတယ်အဲသူဟို KK ဆိုတာပျောက်သွားတယ်ပေါ့လေအဲ့လိုတော့မဟုတ်ပါဘူးခင်ဗျကျွန်တော်တို့ကအမှုပညာ writer တစ်ခုကိုပဲယူနေမှာခံစားရဆိုတော့အဲ့ဒီခေါင်းစဉ်တစ်ခုနဲ့ကျွန်တော်တို့ကဘယ်တော့မှကျွန်တော်ကတော့အလိုမကြည့်ရပါဘူးအဲ့တော့ကျွန်တော်တို့ဒီ character တစ်ခုပေါ်မှာပဲသူရဲ့ပါဝင်ပတ်သက်မှုအဲသူ့ရဲ့ဟိုဘယ်လိုကောင်းလဲစီမျော်မှု ှုပေါ်မှာကျွန်တော်တို့ appreciate လုပ်တာပါဒါကန်နာတိုင်းပေါ့လေ writer ဆိုလဲ writer ပေါ့အဲဇလန်းဆိုလဲဇလန်းပါဝင်တဲ့တျုပ်ဆောင်နေဆိုလဲတျုပ်ဆောင်နေပေါ့ကျွန်တော်ကခေါင်းစဉ်တစ်ခုအောက်ကနေတော့ဘယ်တော့မှမကြည့်ပါဘူး MM မှာကတော့အဲ့လိုလေးကပို့ပြီးတော့တည်သက်သက်ရှိတာပေါ့လေဒီနေ့တကားဟိုပေါ့အချိန်ပေးတာပေါ့ဗျာဒီနေ့တကားရေလို့တော့မဟုတ်ဘူးပေါ့နော်ကိုကိုဖန်တီးမဲ့ကိုတင်ဆက်မဲ့အဲဖန်တီးမှုအမှုပညာဖြောပြီးတင်ဆက်မှုတစ်ခုပေါ်မှာကို ယူရမဲ့တာဝန်အပိုင်းကဏ္ဍကိုတည်တည်သက်သက်လေးဖြစ်အောင်အချိန်ပေးဖို့လိုတာပေါ့လေအဲ့လိုအချိန်ပေးနိုင်ပြီးတော့ပြင်ဆင်နိုင်တဲ့အတွက်လည်းဟိုရလက်ကောင်းနေထွက်တာပေါ့လေကေကေအဲ့လိုလေးသွားတာသဘောကျပါတယ်နီနိုရီဒူးဟောက်ဒီယူယောမာဒီခုနကျွန်တော်ဖြည်းဖြည်းကျွန်တော်ခေါင်းစဉ်တစ်ခုအောက်ကနေဘယ်တော့မှဘယ်သူ့မှလည်းကျွန်တော်မမျော မှန်ပေးတတ်ပါဘူးကျွန်တော်တို့ကဒီ character တစ်ခုပေါ်မှာသူရဲ့အမှုကြီးပညာရတာမြောက်မှုကိုပဲကျွန်တော်တို့ကခံစားရဆိုတော့လေဝင်နေပါတယ်သူကတော့ဟိုပေါ့နော်ထောက်လျှောက်ကအဲတန်ဘူကအရန်အကြံကြီးရနေပြီးမှနောက်ဆုံးခန်းလေးကတော့အဲ့လိုမျိုးပေါ့ရင်ထဲမှာလှက်လိုက်လဲလဲလေးလွမ်းစရာလေးတစ်ခုဖြစ်သွားတဲ့ခံစားမှုကိုပြေဝါသူတို့ရအောင်ပြေးနိုင်ပါတယ်ခင်ဗျာခဲခလေးကရိုးရိုးပြားတော့ပေါ့အပမီနေတာတဲ့ရောက်ရောက်ကပညာနဲ့ကိုလှုပ်ထားတာခွဲပါ ော့အားလုံးပေါ့ဒီ Z တစ်စက်လုံးရဲ့ character တိုင်းက Z ပေါ်မှာသူတို့ပါဝင်ရမယ့်အခန်းကဏ္ဍတွေမှာတာဝန်တွေဟိုကြည်နေကြတော့ Z အတွက်အများကြီးထောက်ကူပြုသလိုကျွန်တော်ကြည့်ရတဲ့ပြည်သက်တွေအတွက်လည်းဟိုပေါ့ဟိုရင်ထဲမှာလှက်လိုက်လေလေရှိရပါတယ်ဟုတ်ဟုတ်ကဲ့ဒါပြည်သက်တွေမြင်နေကြမဟုတ်တဲ့ဇလန်းမျိုးစာကြည်နေကြမဟုတ်တဲ့ဇလန်းမျိုးစာတခုတည်းဖြစ်နေတာနဲ့တင်ဒါဒီကားလေးကိုကြည့်ဖို့ဒါပြည်သက်အတွက်လုံလောက်နေပါပြီပေါ့လေအဲ့တော့ပြည်သက်တွေနှဝင်တယ်ဟိုလာကြည့်ဖို့ဖိတ်ခေါ်ပါတယ်